ီနေ့တကြံမှာရက်တဖွဲ့လုံကြုံရင်အင်အားလျှော်ချလိုက်ပေမဲ့လူစီကားတဲ့နေရာတွေမှာတော့လုံကြုံရင်ပုံမူတင်ကျပ်ထားပါတယ်ဒီသတင်းကိုခိုင်ပန့်တို့ကပေးပို့ထားပါတယ်ရှင်ဒီနေ့2016ခုနှစ်တကြံမှာအခြေအနေမျိုးမျိုးကြောင့်မန်နယ်ဆောက်လုပ်တာတွေကိုရှော့ချခဲ့ပါဗျ ကနော်ဤပလဲမှာလည်းရေမတက်တာကြောင့်မန်တက်ဆောက်လုပ်ခွင့်မရကြပါဘူး။မန်တက်အရေးအတွက်တွေနေသွားတာကြောင့်ရဲတပ်ဖွဲ့အင်အားတွေရှော့ချလိုက်ပေမဲ့လည်းလူစီကားရနေရာတွေမှာလုံခြုံရေးအင်အားတွေထပ်ဖြည့်ပြီးတော့တိကျဆောင်ရွက်သွားမယ်လို့မင်္ဂလာတောင်ညွတ်ညွတ်နဲ့ရဲမှုကပြောပါရတယ်။ကျွန်တော်တို့တိုင်းအစိုးရဖွဲ့ပြောနေရစီးပွားပြစ်မန်တက်တွေမထားဘူးဆိုတော့ကျွန်တော်ကျွန်တော်တို့ဟိုဒီကံပတ်လမ်းကနော်ဤပလဲမှာမန်တက်တွေတခုမှမရှိတော့ပါဘူး။မရှိတော့ဆိုတော့လည်းပဲကျွန်တော်အနေနဲ့လူစီကားရတိကျဆန်ဥယျာဉ်တို့နော် အဲ့ဒီကျွန်တော်ကန်တော်ကြီးထဲတို့တော့ကျွန်တော်တို့တစ်ပေါင်း90စီနဲ့ကျွန်တော်တောင်းချပြီးတော့ပတ်ကင်းလှည့်ကင်းနေဆောင်ရပါမယ်ရင်းနေလှည့်ကင်းဆောင်ရပါမယ်ဒီနှစ်ကတော့အဲ့ဒီလုံချုံကြီးအနေနဲ့မနှစ်ကရဲ့စာလို့ရှိရင်တော့ဟိုအင်အားကျော်သွားတယ်ဆိုတော့လည်းပဲကျွန်တော် ပုံမူပြီးတင်းကျပ်ကြတင်းတင်းကျပ်ဆိုဆောင်ရွက်သွားမှာဖြစ်ပါတယ်။အကြံမန်တက်ဆောက်လုပ်သူတွေအနေနဲ့ပြည်သူတွေလုံခြုံရေးအတွက်လုံခြုံရေးကုမ္ပဏီတွေငှားရမ်းထားရုံသာမက CCTV ကနေလုံခြုံရေးအတွက်စောင့်ကြည့်ပေးသွားမယ်လို့ဘာရကတောင်းရှိသူတူကလည်းပြောပါတယ်။လုံခြုံရေးနေတာကျွန်တော်ကပေါ့နော်ဒီမန်တက်အတွက် security တွေကျွန်တော်တို့ဒီရေဘက်ခံ ခင်ဗျတာဝန်ခံတွေအများကြီးနေပါတော့ကျွန်တော်တို့အလုပ်လုပ်ထားတယ်ပြီးတော့ချက်ဝင်ကျွန်တော်မန်နေတခုတော့ကို CCTV အပြည့်တက်ဆင်ထားပြီးတော့ကျွန်တော်24နိုင်နေတဲ့ကျွန်တော်စောင့်ကြည့်နေတယ်ပေါ့နော်အဲ့လိုပေါ့ CCTV အရောကျွန်တော်ရောင်းတိုင်းတိုင်းစီကသူစီးကတ်ချက်တွေအတိုင်းပဲပေါ့နော်ကျွန်တော်ဘယ်လုံးတက်ဆင်ရမလဲပြောကြကျွန်တော်ကတော့ဒီကိုပိုင်အင်ချမ်ပီဖြစ်တဲ့အတွက်ကျွန်တော်တို့ကအပြည့်အစုံပေါ့နော်တက်ဆင်ထားမှာပေါ့ဒီ CCTV ကအစဟုတ်ကျွန်တော်အများကြီးစောင့်ကြည့်နေရတယ်ဟုတ်ကဲ့ရဲတပ်ဖွဲ့အနေနဲ့လည်းပြည်သူတွေအနေရကင်းစွာနေနိုင်ဖို့အတွက် ခိုင်ရန်ဖြစ်ပွားမှုမရှိဖို့အမျိုးသမီးတွေအနေနဲ့လည်းတရုတ်ပြည်ဝစားစင်မှုတွေမရှိဖို့မန်တက်တွေကိုရှောင်းခင်စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်ဒါအပြင်အရက်တေစာရောင်းချနဲ့ပတ်သက်ပြီးလဲလိုက်လံဖန်ဆီးသွားမယ်လို့မင်္ဂလာတောင်ညွတ်ညွတ်နဲ့ရဲမှုကပြောပါတယ်ကျမခိုင်ပန်းနူပါ